ဒီရုပ်ထဲမှာနာနေရရှိနေတာလားနာနဲ့မှာရုပ်တွေက ရှိနေတာလားလို့ပြောရင်မရှိဘူးရုပ်ကလည်းနာကိုမမြင်ဘူးနာကလည်းရုပ်ကိုမမြင်ဘူးနှစ်ခုပေါင်းလို့ဆိုပါစို့ကဲနာကြီးလက်တံလေးကနေပြီးတော့ तू ကကနန်းကလေးတွေကိုပြတယ်လက်တံရှည်ကတမျိုးပြတယ်လက်တံတူကတမျိုးပြတယ်အဲ့ဒီလက်တံကလေးတွေကဩငါက ခန္ဓာနာယီခွဲအချိန်၈နာယီခွဲအချိန်ငါပြနေတာပါလားလို့သိရလားသူတို့မသိပါဘူးခင်ဗျာ။အော်ငါလက်တန်လေးဟာအခုဟိုရှ िख နန်းပေါ်ရောက်နေပါလားလို့သိလား။မသိနိုင်ပါဘူး။မသိဘူး။အဲ့ဒါလိုပဲလူရဲ့ရုပ်မှာဘာမှမသိဘူး။ဘာမှမသိဘူး။မှန်လားပါဗျာ။ဆိုပါစို့ဘုန်းကြီးတို့တွေစဉ်းစားကြည့်။အဲ့ရပေါ်လက်အိတ်နေ။လက်အိတ်နေတဲ့အခါကျတော့ contemplation လုပ်เสียရဒါလည်းကပ္ပထမ်းပဲ။ ဲ့ရပေါ်လက်အိရင်ကနေပြီးတော့စဉ်းစားကြည့်အဲ့ရကြီးကအာငါပုံမှာဒီလူလက်အိနေပါလားလို့အဲ့ရကသိရလားမသိဘူးဗျာမသိဘူးလူခန္ဓာကိုယ်ကြီးကလည်းငါအဲ့ရပေါ်လှမ်းနေတာပါလားလို့ तू သိရလားမသိပါဘူးခင်ဗျာတိတာကနံလေးရတိနေတာမှန်လားပါခင်ဗျာဟောနံကလေးမရှိဘူးဆိုဘယ်သူမှမသိတော့ဘူးနံကတိနေတာအဲ့တော့တဘာဝနှစ်ခုမတူဘူးဆိုတာကိုထင်ရှားတယ်နော်မှန်လားပါခင်ဗျာ မသိကြအဲ့တော့မသိတဲ့အရာနှစ်ခုပေါင်းဆက်ပြီးတော့လှုပ်ရှားနေတာလို့ဒီလိုတွေ့ရအဲ့တော့နန္တရားတွေဟာဘုန်းကြီးတို့တွေစဉ်းစားကြည့်မယ်ဆိုရင်နင်းစိတ်တွေဘယ်မှာရှိရတော့ငါးပိုက်ထဲမှာရှိတာပေါ့ကွာလို့ပြောကောင်းပြောကြလိမ့်မယ်ရှိမရှိဘုန်းကြီးတို့စမ်းသပ်ကြည့်နော်စိတ်တွေဟာနန်းရုပ်ထဲမှာတကယ်ရှိနေတာဟုတ်ကလားလို့ဆိုတာကိုကဲဥပမာလေးတစ်ခုနဲ့ကြည့်အောင် ပီယာနိုတီးတဲ့လူတွေပေါ့ပီယာနိုထဲမှာတချင်းတန်တွေစတိုလောက်ထားသလားလောက်ထားပါဗျာဒါပေမဲ့တီးမယ်ဆိုရင်တချင်းတန်အမျိုးမျိုးထွက်နိုင်တယ်မဟုတ်လားတီးတဲ့ပုဂ္ဂိုလ်ကတီးတဲ့အချိန်တချင်းမျိုးစုံတီးလို့ရတယ်နော်မှန်ပါပါဗျာအဲ့ဒါတွေကဒီခလုတ်ထဲမှာအဲ့ဒီဟာတွေရှိနေလားမရှိပါဘူးမရှိဘူးမရှိဘဲနဲ့ဘယ်ကရောက်လာအเจ้าဆုံလို့ရောက်တာနော်မှန်ပါပါ တီးတဲ့လူနဲ့သူအကြောင်းတရားစုံပြီးလို့ရောက်တာမှန်ပါပါအဲ့ဒီသဘောတိုင်းပဲဒီအတန်လေးကဒီထဲမှာရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့ရှိနိုင်တဲ့အနေထားသာရှိတယ်ရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုဟေတုံပဋိစ္စသံဗူတာတဲ့အကြောင်းတရားတွေကြောင့်ဖြစ်လာတာမှန်ပါပါဟေတုဘင်္ဂာနေရုစတိအကြောင်းနေပြတ်သွားရင်သူတို့ပြတ်သွားတယ် အဲ့ဒီသဘောကိုသိချစဉ်းစားကြည့်။ဒါကြောင့်မို့ကဲစိတ်နဲ့ရုပ်ကလေးဖြစ်လာပုံကိုကြည့်အောင်။ဒါစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တရားကမြတ်စွာဘုရားကလက်တွေ့သိနိုင်တဲ့တရားတွေကိုဟောတာဖြစ်သောကြောင့်လူတွေကတတိမမူမိတာကများပါတယ်။လက်လမ်းမမိတာမဟုတ်ဘူးလက်လမ်းမိတယ်။ကဲဘုန်းကြီးတို့တို့တွေမျက်လုံးလေးဖွင့်လိုက်တာနဲ့တပြိုင်တည်း မြင်စရာအာယုန်တွေကိုမမြင်ဘူးလားမြင်ပါရဲ့ဗျာမြင်တဲ့အခါကျတော့မြင်တာကိုသိတဲ့စိတ်ကလေးရောမလာဘူးလားလာပါရဲ့ဗျာလာတယ်ကြည်မြတ်စွာဘုရားကတုတ်တန်နေမှာသက္ခုံသပတိသရူပိသဥပိသတိသက္ခုဝိညာဏကိုမျက်လုံးလေးပဲကိုပြန်ကြည့်နော်မှန်ပါပါဗျာသက္ခုံသမျက်စိလို့ဆိုရဲသက္ခုပတာရအကို၎င်း ရူပိစမျက်စိဖြင့်မြင်ရတဲ့အဆင်းအာယုံတို့ကို၎င်းပဋိစ္စအစွဲပြု၍စကုဝိညာဏမြင်သည့်စိတ်ကလေးသည်ဥပိ္ပတိဖြစ်ပေါ်၍လာရ၏တဲ့ဟောမြတ်စွာဘုရားဟောတာဒါလေးကဖြစ်လာတာတဲ့ရှိနေတာမဟုတ်ဘူးလို့ဆိုလိုတယ်မှန်လားပါဗျာဥပမာပဲဗာနဲ့တူတော့ဆိုရင်စီကလေးကိုဒုံးနဲ့ရိုက်လိုက်တဲ့အခါစီသံထွက်လာတယ်လို့ပဲ ဆောင်းကလေးကိုလက်ကလေးနဲ့တီးလိုက်တဲ့အခါဆောင်းကျိုးတဲကအတန်လေးထွက်လာသလိုပဲတဲ့မှန်လားပါဖေမိကျစ်ဖူးလေးကိုကောက်ပြီးတော့ချက်လိုက်တဲ့အခါမိကလေးပေါ်လာသလိုပဲတဲ့ဟောအเจ้าကိုဆွဲပြုတ်ပြီးတော့ဖြစ်တဲ့သဘောနော်မှန်လားပါဖေမျက်စိနဲ့အစင်းအာယုံဆုံလိုက်တာတိုက်ခိုက်မှုတစ်ခုပဲမှန်လားပါဖေတိုက်ခိုက်လိုက်တဲ့အခါကျတော့မီးပွင့်သွားသလိုပဲအာယုံတစ်ခုပွင့်လာစိတ်ထက်ပွင့်လာအဲ့ကျမှပေါ်လာ ိုတော့နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်မိုးချိန်တဲ့အခါမှာလျှက်စီးလက်ထားတွေပါတယ်မြင်မှုကြလိုက်တယ်။အဲ့ဒီမှာအပေါ်မှာဓာတ်နှစ်ခုတိုင်လိုက်တဲ့အခါကျတော့လျှက်စီးတွေပေါ်လာ။မှန်လားဗျာ။အဲ့ဒီလျှက်စီးတွေကအဲ့ဒီဓာတ်ထဲမှာရှိနေတာတော့မဟုတ်ဘူး။သို့မဟုတ်တိုက်လို့ပေါ်လာ။မှန်လားဗျာ။အကြောင်းဆုံးလို့ပေါ်လာတယ်လို့ထို့တူပဲမျက်စိထဲမှာမြင်သိစိတ်ကလေးကငါကရှိနေတာမဟုတ်ဘူး။ ရူပယုံလေးနဲ့မျက်စိကလေးနဲ့ဆုံလိုက်တဲ့အခါမှာတန်းနဲ့ဆိုပေါ်လာလိုက်တာသူကဟောမှန်လားပါဗျာအဲ့ဒါကိုမြတ်စွာဘုရားကသက္ခုဇပတိသရူပိသဥပိသတိသက္ခုဝိညာဏံတိဏံသင်္ကတိဖတ်တော်သက္ခုဝိညာဉ်လေးပေါ်လာတဲ့အခါအာယုန်နဲ့ဆက်သွယ်မှုလေးဖြစ်သွားတယ်ဖတ်တာပစ္စယဝေဒနာအတွေ့အကြုံလေးတစ်ခုရသွားတယ် အတွေ့အကြုံရလို့ရှိရင်ဝေဒနာပစ္စယတဏှာတဲ့ဒီအကျွေလုံးတွေ့ကြုံလေးကသဘောကျသွားရင်နောက်တစ်ခါလို့ခြင်းလာပြန်တော့မှန်လားပါခင်ဗျာဝေဒနာပစ္စယတဏှာပဋိစ္စသမုပ္ပါမှာအကြောင်းကျိုးတွေကအဲ့ဒါလို့ဆက်သွားတာနော်မှန်လားပါခင်ဗျာအဲ့တော့အဲ့ဒီထဲမှာမျက်စိဆိုတဲ့အဆင်းအာယုံလေးရဲ့မျက်စိဆိုတဲ့စကုပ္ပတာရာလေးရဲ့မျက်စိနဲ့မျက်စိပေါ်မှာလာပြီးတော့ထင်ဟပ်ပေါ်လွင်တဲ့အဆင်းအာယုံလေးရဲ့ အဲ့ဒီနှစ်ခုစုံစည်းလိုက်လို့ပေါ်လာတဲ့သက္ခုဝိညာဉ်စိတ်လေးရဲ့ကြည့်လိုက်မယ်ဆိုရင်မျက်စိဆိုတာရုပ်တရားမှန်ပါပါဗျသူကဘာမှမမြင်ဘူးသူ့ထဲမှာအယိတ်ထင်တာပဲရှိတယ်သူမမြင်ဘူးဆိုတာဘာကြောင့်သိနိုင်လို့ဆိုရင်သူကမှန်လို့ပဲဘာမှမဟုတ်မှန်ရှိလူသွားရရင်မှန်ထဲမှာအယိတ်ထင်မှာပေါ့မှန်ပါပါဗျဒါတော့ပဲသူကအယိတ်ထင်တာပဲရှိတယ် အဲ့ဒီထင်းလာတဲ့အရေးကိုသိတာကြတာသက္ခဝိညာဉ်စိတ်ကသိတာမြင်တာသက္ခဝိညာဉ်စိတ်ကမြင်ရဒါကိုယုတ်ကမမြင်ဘူးအရေးထင်ယုံပဲထင်တယ်ဆိုပါစို့ဘုန်းကြီးတို့တွေမှန်ရှိသွားရတဲ့အခါကျတော့အဲ့ထဲမှာအယုတ်ကလေးပေါ်လာအယုတ်ကလေးပေါ်လာတာကိုကိုယ်ခန္ဓာကိုယ်ကြီးကမသိဘူးသိတာကစိတ်ကပဲသိတယ်မှန်ကြီးကလည်းမသိဘူးနော်ငါအဲ့ထဲမှာအရေးကြီးပေါ်နေပါလားလို့မှန်ကလည်းမသိဘူး မှန်ထဲမှာပေါ်နေတဲ့အရေးကြီးကလည်းငါမှန်ထဲမှာပေါ်နေပါလားလို့မသိဘူးသိတာလေးကစိတ်ဟောထို့တူပဲမျက်စိလို့ခေါ်တဲ့သက္ခုပတာရရဲ့မျက်စိပေါ်မှာလာထင်ဟတ်တဲ့ရူပါယုံဆိုတဲ့အဆင်းအာယုံရဲ့အဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါကျတော့မှမြင်သိစိတ်လေးရဲ့ဘွားကနေဖြစ်လာတာတဲ့အဲ့ဒီမြင်သိစိတ်ကလေးကနန္တရာမျက်လုံးလေးကယုတ်တရား ျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံလေးကယုတ်တရားဟောယုတ်နဲ့နံနဲ့နှစ်ခုကွဲမသွားဘူးလားထို့တူပဲအတန်နဲ့နာနှာခေါင်းနဲ့အနတ်ဓမင်းစာရင်လည်းစဉ်းစားကြည့်ပေါ့ဓမင်းစာရင်ကိုအစာစားရင်လည်းစဉ်းစားကြည့်ဗာလေးဖြစ်ဖြစ်တစ်ခုစားတဲ့အခါကျချိရှာပေါ်ရောက်သွားရင်ဆိုပါစို့ကိတ်မုံကလေးစားလိုက်တယ် ိမ့်မုံကလည်းငါရှာပေါ်မှာငါချိုးတယ်ဆိုတာကိမ့်မုံကလည်းမသိဘူးရှာကလည်းကိမ့်မုံလေးကချိုးတာလို့မသိဘူးကိမ့်မုံနဲ့ရှာနဲ့တွေ့တဲ့အခါမှာစိတ်ကလေးပေါ်လာတော့စိတ်ကလေးကသိတာဟုတ်လားဗျာချိုးတယ်ခါတယ်ဆိုတာစိတ်ကလေးကသိတာရှာကလည်းမသိဘူးမုံကလည်းမသိဘူးမှန်လားဗျာသူတို့ကယုတ်တရားတွေယုတ်တရားမသိဘူးနန္တရားသိတယ်အဲ့ဒီနှစ်ခုပေါင်းဆက်တာအကယ်၍အဲ့ဒီလိုသိတယ်လို့ဆိုလို့ရှိရင် ဟုတ်လားတေသွားတဲ့လူလည်းသိနေမှာပေါ့မှန်ပါဘူးသူ့မှာလည်းရှာရှိနေတာပဲလေမှန်ပါပါမသိဘူးနန္တရားမရှိတော့ရင်မသိတော့ဘူးမပေါ်နိုင်တော့ဘူးနန္တရားမှန်ပါပါဖြင့်အဲ့ဒီသဘောလေးတွေကိုနှလုံးသွင်းဆင်ခြင်တာဟာ contemplation လို့ခေါ်တယ်တဲ့သဘာဝတရားကိုဆင်ခြင်စဉ်းစားနေတာဒါလည်းအနုပတနာပေါ့ဝိပဿနာကမ္မထံတရားအထုတ်တာမျိုးအတိညာဒါရပါ ဲ့လိုယုံနဲ့နံနဲ့ကွဲသွားပြီဆိုလို့ရှိရင်ငါသူတစ်ပါးယောက်ျားမိန်းမဆိုတဲ့မှားယွင်းတဲ့အတွေးတွေဟာလုံးဝပျောက်သွားမှန်လားပါခင်စိတ်ဟာဘိုက်ထဲမှာရှိနေတယ်ဆိုတဲ့အတွေးလည်းပျောက်သွားအเจ้าကြောင့်ပေါ်လာတယ်ဆိုတာကိုသဘောပေါက်သွားတယ်အဲ့လိုသဘောပေါက်သွားတာနဲ့တပြိုင်နက်ဒိဋ္ဌိဝိတ္တုဆိုတာရသွားတယ်အဲ့ဒီဒိဋ္ဌိဝိတ္တုဖြင့်ဘာအမြင်မှားကိုဖယ်ရှားတယ်လို့ဆိုရင် ခန္ဓာကိုယ်ကြီးကိုငါလို့ထင်နေတဲ့အတွေးတွေကိုဖယ်ရှားပြတဲ့သူကတက္ကရာဒိဋ္ဌိလို့ခေါ်တာပေါ့ကိုယ်ခန္ဓာကိုယ်ကြီးနဲ့တက္ကရာဆိုတာကာယဆိုတာခန္ဓာငါးပါးကိုပြောတာကိုယ်ခန္ဓာကြီးပေါ့ကိုယ့်ရဲ့ခန္ဓာတကယ်ရှိနေတာကခန္ဓာရှိနေတဲ့ခန္ဓာကြီးပေါ်မှာ round view လို့အထင်လွဲနေတဲ့အထင်မှားနေတာကြီးကိုဖယ်ရှားပြလိုက်တာမှန်လားပါဗျာ